တရင်မသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဇက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်ပြည်ကားလန်အနီးဂင်ပုံဝင်နေတဲ့စစ်သားများနဲ့ PDF တပ်တို့ထိတိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကစတက်ဘက်ကနှစ်ဦးတင်ဆုံနေဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ် ပဲခေါတိုင်းမဲလက်ပံမြို့နယ်ရန်ကုန်ပြည်ကားလန်အနီးဂင်ပုံဝင်နေတဲ့စစ်သားများနဲ့ PDF တပ်တို့ထိတိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကအကြမ်းဖက်စစ်တပ်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ဒါယာဝရီကိုင်းတရင်3800နှစ်တခွဲသုံးမှာတာဝန်ရှိသူတဦးကပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့မွန်လွယ်2နာရီခန့်မှာလဗရန်မြို့နယ်မကြီးကွင်းအရှေ့စုရွာဆဲပေါင်အနီးမှာရှိတဲ့ရန်ကုန်ပြည်လမ်းမိုက်မှာဂင်ပုံဝင်နေတဲ့အကြမ်းဖက်စစ်သားများနဲ့နေမြေအတွင်းတရင်ထောက်လန်ရန်တွားရောက်တဲ့တော်လန်ရေးတပ်ဖွဲ့များထိတိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အစောပိုင်းထိတွေ့တိုက်ပွဲဟာမင်းနဲ့ပိုင်းသာကြာမြင့်ခဲ့ပြီးအကြံဘတ်စစ်သား၂ဦးတည်ဆုံးကဒေါ်လန်ရဲဘော့တအူထိခိုက်တံရရရှိခဲ့ပြီးတော့ဆိုင်ကယ်တစ်စီးမိုဘိုင်းဖုန်းနှလုံးနဲ့လွယ်တစ်လုံးကိုဆုံးရှုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြံဘတ်စစ်တပ်ဂင်းဘုံဟာရှစ်ဆက်မတိုးရတော့ပဲစစ်သားလောင်းနှလောင်းကိုရမန်နေညပိုင်းထိလာရောက်ခေါ်ယူခြင်းမရှိသေးဘူးလို့သိရပါတယ်။အခုကျွန်တော်တို့ရဲဘော့တွေကနယ်မြေအတွင်းသတင်းထောက်လှမ်းဖို့သွားတာကိုစခွေးတွေရဲ့ဂင်းဘုံနဲ့ထိတိုက်တွေ့တာ။ အဲ့ဒီဂင်းဘုံရဲ့ရှေ့ဆုံးမှာနေတဲ့စခွေးနှစ်ကောင်ကြီးထင်းမှန်ပြီးတော့ပေါ်ချင်ပြီးတည်တယ်။အဲ့လိုပြက်ကတ်မှုဖြစ်တော့နောက်ကျန်ခွေးတွေကပါလိုက်ပြစ်တာ။ဒေါ်လန်ရဲဘော်တအူးတော့ထိခိုက်တန်ရာရတယ်။စခွေးတွေကတိုက်ပွဲဖြစ်ပြီးတော့ရှေ့ဆက်မတိုးရတော့လို့စခွေးအလောင်းနှလောင်းကိုညာပိုင်းထိလာမကောက်ရဲဘူးလို့သိရတယ်လို့တရားဝရီခိုင်တရင်3800နဲ့တခွဲသုံးမှာတောင်းဝင်ရှိသူကပြောပါတယ်။အစောပါတခိုင်မှုကိုတရားဝရီခိုင်တရင်3800နဲ့တခွဲသုံးနဲ့မင်လာမြို့နယ်ပြည်သူ့ကားကွယ်ရေးအဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိချိန်မှာဂျာမန်စစ်တာရန်ကုန်ပြည်လမ်းမအင်းဒီကင်ဘုံဝစ်ချင်းတွေဆက်လက်လုံဆောင်နေပြီးထိတွေ့တိုက်ပွဲများဟာချိန်နေရာမရွေးဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့စစ်သားနဲ့ပြည်သူတို့များရှိတဲ့နေရာများအနီးသွာလာနေထိုင်ခြင်းတွေလုံးဝလုံးဝမပြုလုပ်ကြရန်ဒါယဝရီကန်တရင်3800နဲ့တခွဲ3000အတိပေးပြောဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့တကြောပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလေတက ကမ္ဘောဒီးယားစစ်စခန်းကိုပုံကျဲကောင် ကမ္ဘောဒီးယားကလည်း BM21 ရုရှားတပ်ဒုံးကြီးတွေနဲ့ထိုင်းနိုင်ငံနဲ့တို့ပြန်လည်ပစ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်နဲ့မြေပိုင်ဆိုင်မှုအငင်းပွားရာကနေတကြောပြန်စစ်ပြန်ဖြစ်ပြီးတော့ထိုင်းလက်တကကမ္ဘောဒီးယားစစ်စခန်းကိုဘုံကျဲကကမ္ဘောဒီးယားကလည်း BM21 ရုရှားတပ်ဒုံးကြီးများနဲ့ထိုင်းနိုင်ငံနဲ့တို့ပြန်လည်ပစ်ခတ်တယ်လို့ထိုင်းသတင်းဌာနများကသတင်းပေါ်ပြပါတယ်။ဒီကနေ့မနက်၈နာရီဝန်းကျင်အချိန်ကစတင်ပြီးထိုင်းစစ်တပ်ကကမ္ဘောဒီးယားနယ်မြေအတွင်းမှာရှိတဲ့ စစ်စခန်းပြည့်အုံပြုတ်နေတဲ့ကာစီနိုယုံတစ်ခုကိုဘုံကျဲချလိုက်ပြီးတော့အဲဒီမှာကမ္ဘောဒီးယားကလည်းထိုင်းနိုင်ငံဘက်ကိုဒုံးကျည်များနဲ့ပြန်လည်ဖြစ်ခတ်ခဲ့ကြအောင်ယမန်တွေကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်မှာဖြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဲဒီဖြစ်ခတ်မှုတွေမှာထိုင်းစစ်သားတအူတစ်ဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းအငင်းပွားနေတဲ့နိုင်ငံနယ်စပ်ကိုသွားရောက်မဲ့ခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီးတော့လုံခြုံရေးဆိုင်ရာအရေးပေါ်ဈေးဝေးကိုခေါ်ယူနေကြောင်းဒါပြင်ထိုင်းစစ်တပ်ရဲ့အဆိုအရ ကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောင်များကိုနယ်စပ်သို့ရွှေ့ပြောင်းနေကထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်နေတယ်လို့သတင်းတွေကဆိုပါတယ်။လက်ရှိမှာထိုင်းဆိုးရွားကယမန်နေကလေးကနိုင်ငံနယ်စပ်နီးမှာနေထိုင်တဲ့ထိုင်းပြည်သူများကိုပြောင်းရွှေ့ခိုင်းထားခဲ့ပြီးဖြစ်ပြီးတော့နယ်စပ်တစ်လျှောက်မှာထိုင်းစစ်တပ်ကစစ်ရင်အားကိုတိုးမြှင့်ပြီးချထားတယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနယ်မြေအငင်းပွားမှုတွေကြောင့်ယခုနှစ်မေလမှာဖြစ်ကတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့ဇူလိုင်လမှာယာယီအဖြစ်ကတ်ရက်စဲခဲ့ကော အမေရိကန်ရဲ့စီမံမှုနဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲလိုနိုင်ငံပြစ်ခတ်မှုရစဲပြီး၅လကျော်အကြာမှာတော့အခုလိုစစ်ပွဲတွေပြန်လည်စတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ UFC Champion Joshua Fan ကိုအမေရိကန်တန်ယုံဂုံပြူတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။ UFC Flyweight တန် Champion ခပ်ပတ်စိန်ခေါ်ပွဲမှာ၎င်းရဲ့ပြိုင်ဘက်ဘန်ဒိုဂျာကို အနိုင်ယူက UFC Champion ဖြစ်လာတဲ့ မြန်မာနယ်ပေါ်ချင်းတိုင်းရင်သားဂျိုရှုဝါဗန်ကိုဂုံပြူတယ်လို့ရန်ကုန်အမေရိကန်တန်ယုံကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အမေရိကန်နိုင်ငံမှာယမန်နေ့ကရှင်းပြိုင်ထိုးတက်ခဲ့တဲ့ UFC 323ပြိုင်ပွဲမှာပြိုင်ဘက်ပန်တိုဂျာကိုစက္ကန့်ပိုင်းတွင်နိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြိုင်ပွဲမှာနိုင်ရကချန်ပီယံခပ်ပတ်ရယူနိုင်ခဲ့ကြကြောင်းဖန်ဟာ UFC ချန်ပီယံခပ်ပတ်ရယူနိုင်တဲ့ပထမဆုံးမြန်မာနယ်ပေါ်ဖြစ်လာခဲ့ပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မိုးကုန်းမြို့နာမှာတိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် မျိုးကိုစတကလုံးကြုံရေးတင်းချက်ခါစစဲမှုတွေပုံမှုလုံးနေပြီးတော့မုံမိတ်မှလည်းလေးချောင်းဘုံကျဲမှုတွေပြုလုပ်နေတာကြောင့်ပြည်သူတည်ဆုံမှုတွေများတဲ့တရင်ကိုတင်ဆက်ပေးကြပါရင်မုံကုံမျိုးအနီးနားမှာတိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်အကြံဘက်စကားစအနေနဲ့၎င်းတို့ထိန်ချုပ်ရာမုံကုံမျိုးတွင်ကိုလုံးကြုံရေးတင်းချက်မှုတွေပုံမှုလုံးလာနေတယ်လို့မြေပြင်တရင်ရင်းမြစ်တွေရဲ့ပြောဆိုချက်ရသိရပါတယ်တဆယ်နှစ်ခုဆက်စင်ရေးအတွင်းဒိန်ပိုက်ခံလိုက်ရတဲ့မုံကုံမျိုးကိုစကောင်းစိအနေနဲ့တရုတ်ရဲ့အကူအညီနဲ့ ဒီရန်နယ်လေးထမ်းမှပြန်လဲတောင်းယူလို့ရရှိပြီးတဲ့နောက်မှာနိုဝင်ဘာလကုန်းကစလို့လူနဲ့လက်နက်အင်အားအများအများဖြင့်မိုးခုံးမြို့တွင်းနဲ့မြို့ပတ်ချလဲတွေမှာတဆွဲနေရယူတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့မကသေးပဲစကောင်းစီအနေနဲ့မိုးခုံးမြို့ပြမှာရှိတဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေတဆုပ်သွားရနေရာတွေထိပင်စကြောင်းထိုးတာတွေပြုလုပ်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေဘက်ကလည်းစကောင်းစီထိုင်ချထားရနေရာတွေကိုအပြင်းထန်ဒုစစ်စင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ အိုင်လိုတိုက်ပွဲတွေတို့မှာမော်ဂိုမျိုးအနောက်ပိုင်းမှာရှိတဲ့အချမ်းဘတ်စကားဆရဲ့အရေးကြီးတက်စကန်တစ်ခုကိုဒေါ်လိုင်းအင်အားစုတွေကတိုက်ခိုက်တင်ပိုက်နိုင်ခဲ့ပြီးတော့အဆိုပါစကန်ကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့နောက်မှာမော်ဂိုမျိုးပေါ်အတွင်းလုံခြုံရေးတင်းချက်ခါစစ်ဆေးမှုတွေပုံမှုပြုလုပ်လာတယ်လို့သိရပါတယ်။အခု9ရက်နေလောက်ကနေစပြီးတော့ဒီကောင်းနေမျိုးပေါ်မှာလုံခြုံရေးတွေပိုချက်လာတယ်။ဆိုင်ကယ်ဗောက်တွေကားတွေအကုန်စစ်တယ်။ဂျောင်းကြီးရှိနာမှာရောမင်းဒရာဘက်မှာရောပဲ။ပြီးတော့ရှောင်းတကင်းစစ်ဆေးတာတွေလည်းလုပ်တယ်။ မနေ့ကကိုမိပွိုင်းနာမှာဖြတ်သွားဖြတ်လာပြီးသူတွေအကုန်လုံးကိုခေါ်ဆက်တာလို့မြေပြင်သတင်းရင်းမြစ်တဝူကပြောပါလိမ့်။ဒါရင်မကသေးပဲနဲ့မိုးကုတ်မြို့တွင်မှာလဲဂျာမာတင်ဆောင်ထားတဲ့ကားတွေနဲ့မကြာခဏခင်းလဲတာတွေဖြစ်လုံနေတယ်ပြင်။အရဝတ်တွေနဲ့လဲလဲကြီးရှုပ်နေတာတွေလည်းရှိတယ်လို့သိရပါလိမ့်။ဒါပြင်မိုးကုတ်နေတူ DNL ထံမှလက်ပြောင်းလွှဲယူခဲ့တဲ့ မိုးမိန်မှာလဲအချမ်းပတ်စကောင်းစီအနေနဲ့လေချောင်းမှာအချမ်းပတ်ဘုံကျဲတာတွေပြုလုပ်နေပြီးတော့အဲဒီလိုဘုံကျဲမှုကြောင့်အရသာပြည်သူတေဆုံးမှု၁၀ရောက်ထက်မနည်းရှိတယ်လို့လဲ အစိုးပါတရင်ရင်းမြစ်ကစပြောပြပါလိမ့်အခုမုံမင်းမှာလည်းနေရစတိုက်ရှိပြီဘုံနေကျဲတာမနေ့က9နာရီကျဲတယ်ဒီနေ့10နာရီကျဲတယ်မနေ့ကကျဲတာကတော့ပြည်သူ10ယောက်လောက်တည်တယ်လို့သိထားတယ်အခုဒီနေ့ဟာတော့မတည်ရသေးပါဘူးဆက်ရှောင်းနေပါတယ်လို့လည်းကြားနေပါတယ်လို့ပြောဆိုပါလိမ့်အချမ်းပတ်စကောင်းစီအနေနဲ့မိုးကုန်းနဲ့မုံမင်းမျိုးတွေကို DNA လေးတမ်းမှလက်ပြောင်းလွှဲယူမယ်လို့သတင်းတွေထွက်ပေါ်လာစဉ်ကတည်းကပင်ဒေါ်လိုင်းအင်အားစုတွေအနေနဲ့ အဆိုပါမျိုးတွေကိုခိုးကန်ကားကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါပြင်နိုဝင်ဘာလ6ရက်နေ့ကလည်းအန်ယူဂျီရဲ့ကားကွယ်ဝင်ကြီးဌာနကနေမိုးကုန်းနဲ့မုံမိန်မျိုးနယ်တွေမှာရှိတဲ့ PDF တွေနဲ့ဘာကားဖားတွေကိုစူးစီးထားပြီးတမတ်ထဲအမိန်ပေးကိုကဲမှုစနစ်အောက်မှတဆင့်အနီးကကြီးကျက်ကိုကဲနေတယ်လို့လည်းသိရပါတယ်။ဒါပြင်စကားဆတသားတွေစတင်ကျူးကျော်ဝင်ရောက်လာတဲ့နိုဝင်ဘာလ30ရက်နေ့ည6:00နာရီခန့်ကစင်စပြီး ဒေါ်လိုင်းအင်အားစုတွေနဲ့စစ်တပ်ကြားတိုက်ပွဲကြီးငယ်ပေါင်း၉ချိန်ထက်မနည်းဖြစ်ပွားထားတယ်လို့လည်းသိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာ၆တောင်ကျော်ရှိတဲ့တောင်ကိုရီးယားမှာဂျိုတင်မဲ့ပေးသူ၂၅ဦးပဲရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မြန်မာနိုင်ငံသား၆တောင်ကျော်ရှိတဲ့တောင်ကိုရီးယားမှာတရားမဝင်ရွေးကောက်ပွဲအတွက်ဂျိုတင်မဲ့ပေးသူ၂၅ဦးပဲရှိဘူးလို့သိရပါတယ်။လက်ရှိမှာတောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကိုဒီဇင်ဘာ၆ရက်နဲ့9ရက်နေ့တွေမှာ တရားမဝင်ရွေးကောက်ပွဲတွင်ကြိုတင်မဲ့လာပေးရန်စကော့မရှင်တန်ယုံကထုတ်ပြန်ထားတာဖြစ်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာကြိုတင်မဲ့လာပေးသူ10ဦးထက်မပိုကြောင်းနဲ့ဒီဇင်ဘာလ6ရက်နေ့ကလည်းကြိုတင်မဲ့ပေးသူ15ဦးထက်မပိုဘူးလို့ရွေးကောက်ပွဲစမ်းချင်ရေးပူပေါင်းလို့ရှာမှုကော်မတီတန်းကသိရပါတယ်ဒီနေ့မဲလာပေးတဲ့အချိန်တွေကတော့ခံမှန်းချေ10ရောက်ထက်တော့မပိုဘူးမနက်ပိုင်းမှာ3-4ရောက်နေလယ်ပိုင်း3-4ရောက်လောက်ပဲရှိတယ်ဒါကလည်းတန်ယုံနဲ့ပတ်သက်တဲ့နေဆက်ရအတိုင်းဝိုင်းကပဲမဲလာပေးကြတာပါလို့ ရွေကောက်ပွဲစမ်းကျင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီဝင်ကပြောပါလိမ့်။စုံမျိုးစကောမရှင်တန်ယုံကိုတွားရလမ်းတစ်လျှောက်မှာတော်လိုင်းအင်အားစုများကတရားမဝင်ရွေကောက်ပွဲစမ်းကျင်ရေးကန်ခွက်တပိတ်ကိုဒီဇင်ဘာ6ရက်နဲ့9ရက်နေ့တွေမှာကျင်းပကြရအောင်။ယနေ့တပိတ်တိုက်ပွဲဝင်ရဲဘော်80ကျော်ရှိတယ်လို့သိရပါလိမ့်။ဒီကနေ့နေကင်း12နာရီချိန်ချိန်နေတဲ့ပတ်သက်ပြီးရွေကောက်ပွဲစမ်းကျင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီကဂျိုတင်မဲယုံလုပ်ထားတဲ့ဆဲအုပ်စုတန်ယုံရှိမှာမဲလာတဲ့သူမရှိလို့ပြောထားပါလိမ့်။ ဒါပြင်ဒေါ်လန်ပြည်သူများရဲ့ဆန္ဒပြမှုသာရှိပြီးအနီးကကြည့်ကြည့်လမ်းထိပ်ကကြည့်ကြည့်အဝေးကနေဇွန်ဆွဲပဲကြည့်ကြည့်လူတယောက်မှမရှိပဲဂါနစီကတုံတုံမှမလုပ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ယခုတောင်ကိုရီးယားနိုင်ငံမှာကြိုတင်မဲ့ပေးနိုင်တဲ့နေရာဟာသုံးမျိုးစကောမရှင်တန်ယုံတစ်ခုတည်းသာရှိပါတယ်။ဒီကနေ့မွန်လပိုင်းမှာတောင်ကိုရီးယားနိုင်ငံဒဲဂူးမြို့မှာလည်းဇေဟုစုတရားမဝင်ရွေးကောက်ပွဲကိုကန့်ကွက်တဲ့ဆန္ဒပြပွဲကျင်းပခဲ့ရမှာကိုရီးယားရောက်မြန်မာပြည်သူ300ကျော်ပါဝင်တိုက်ပွဲဝင်ခဲ့ပါတယ်။နောက်ထပ်တစ်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ ဘီနင်းမှာဖြစ်ပွားတဲ့စစ်တပ်အာဏာသိမ်းမှုမအောင်မြင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘီနင်းနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုဖြစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့အစိုးရကကြေညာခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့တုန်းကအနောက်အာဖရိကဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ဘီနင်းမှာစစ်တပ်အရာရှိတချို့ကအာဏာသိမ်းလိုက်ပြီလို့ကြေညာခဲ့ပါတယ်။နိုင်ငံပိုင်းရုံးမြင့်တန်ကြားဌာနတွေကနေမနက်ပိုင်းမှာထုတ်လွှင့်တဲ့ကြေညာချက်မှာတော့လက်နက်ကိရိယာအပြည့်အစုံနဲ့စစ်သားတွေကိုတွေ့ခဲ့ရပါတယ်။အရင်နောက်ချင်းနေတွေကအရန်ရှုပ်ထွေးသွားခဲ့ပြီး ပြည်သူတွေလည်းအထိတ်တလန့်ဖြစ်ကုန်ပါရဲ့နိုင်ငံရဲ့အကြီးဆုံးနဲ့အစိုးရရုံးဆိုင်ရာမျိုးဖြစ်တဲ့ကိုတိုနိုမှာလည်းဘင်ထန်းနဲ့ပောက်ကွဲတန်တွေဇက်တိုက်ထွက်ပေါ်နေကြပါရဲ့ဒေသခံတွေကတော့အဲ့ဒီပောက်ကွဲတန်တွေဟာလေကြောင်းထခိုင်းမှုတွေကြောင့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပေးကြပါရဲ့နိုင်တချို့ကြမှာတော့အစိုးရကနောက်ဆက်တွဲကြေညာချက်ကိုထုတ်ပြန်ခဲ့ရမှာအဲ့ဒီအာဏာသိမ်းမှုဟာဘင်းနင်းစစ်တပ်တစ်ခုလုံးရဲ့လုံဆောင်ချက်မဟုတ်ကြောင်းအစိုးရကိုဆက်လက်တိုက်ဆခံနေတဲ့တပ်ဖွဲ့တွေဟာအာဏာသိမ်းမဲ့အကြံစီကိုဒါစီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ် ဒါပြန်ဇောရရဲ့ထုတ်ပြန်ကြမှာတော့အာနာသိမ့်ဖို့ကြံစီခဲ့တဲ့တက်ရရှိတွေကိုဓာတွင်းအောင်ကြွားသူတွေအဖြစ်ဆွဆွဲထားပါတယ်။ဒါပြင်ဘီနေမှာအာနာသိမ့်ချောင်းဂျင်ညာချိန်မှာပဲ၎င်းရဲ့အိနေဂျင်နိုင်ဂျီးရီးယားနိုင်ငံကအဲ့ဒီအခြေအနေကိုတုံ့ပြန်ဖို့တိုက်လေရင်တွေဆဲလို့ပေးခဲ့ပါတယ်။လေချောင်းပြန်တမ်းမှုမှတ်တမ်းတွေရမှာတော့နိုင်ဂျီးရီးယားလေရင်ဒုံးစည်းဟာဘီနေရဲ့လေပိုင်းနဲ့တဲကိုဝင်ရောက်ခဲ့ပြီးအဲ့ဒီနောက်ပြန်လည်ထွက်ခွာသွားတာကိုတွေ့ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့နိုင်ဂျီးရီးယားအစိုးရကဘီနေမှာအာနာသိမ့်မဲ့အာထုံးမှုကိုဟန်ထားဖို့နဲ့ အစိုးရတို့ရဲ့လေးပိုင်းနဲ့စုံမိုးမှုကိုကာကွယ်ပေးထားဖို့ဒိုင်းလေရင်တွေဆဲလို့ပေးခဲ့တယ်လို့တည်ပြုသွားပါတယ်။ပြီးတော့နိုင်ငံပိုင်ရုံးမြင့်တန်ကြားဌာနနဲ့စစ်စခန်းတစ်ခုမှာစုဝဲနေတဲ့အာဏာသိမ်းဖို့ကြံစည်သူတွေကိုပါတိုက်ခိုက်ခဲ့တယ်လို့လည်းနိုင်ဂျီးရီးယားကဆိုပါတယ်။လက်ရှိဘေးနင်းတမရပက်ထရစ်တာလုံကစစ်တပ်ထဲမှာနိုင်ငံပေါ်ဆက်လက်သစ္စာစောင့်တည်တဲ့အရာရှိတွေရဲ့အကူအညီကြောင့်အာဏာသိမ်းဖို့စ조사မှုကိုဖြိုခွင်းနိုင်ခဲ့တယ်လို့တနိုင်ငံလုံးကိုလိမ့်မှုပြီးညနေပိုင်းမှာမင်ကုန်းပြောခဲ့ပါတယ်။ နိုင်ငံပေါ်မှာဆက်ပြီးတော့တက်ဆာစောင့်တည်ကြောင်းပြသခဲ့တဲ့တဖွဲ့ဝင်တွေတက်ခေါင်းဆောင်တွေကိုချီးကျူးအသိမှတ်ပြုကြောင်းအစိုးရအာဏာသိမ်းမဲ့အကြံစီတစ်ခုကနေလုံမြောက်ခဲ့ပြီးဆိုကပြည်သူတွေကိုအာမခံနိုင်တယ်လို့တာလုံးကဆိုပါတယ်။ဒါပြင်အသက်69နှစ်အရွယ်ရှိပြီဖြစ်တဲ့တမရာက၎င်းရဲ့အစိုးရတက်ဆာကန်တက်တဲ့ဟာပုံကန်သူတွေရဲ့နောက်ဆုံးလက်ချက်အင်အားစုတွေကိုပါလိုက်လံရှင်းလင်းနေစေဖြစ်တယ်လို့ပြောပါတယ်။ယခုဘီနေမှာအခြေအနေတွေရှုပ်ထွေးနေတဲ့အချိန်တော်တွင်နိုင်ငံသားတွေအနေနဲ့တနိုင်တမျှအိမ်ပြေမထွက်ကြဖို့နဲ့ ပြင်သင်းတဲ့ရုရှားတန်ယုံတွေကအတိအသင့်သတိပေးချက်ထုတ်ပြန်ငယ်လို့သိရပါတယ်။ဒါပြင်အမေရိကန်တန်ယုံကတော့နိုင်ငံသားအားလုံးကိုတူနိုမျိုးကနေတန်းနိုင်ဆုံးရှောင်ကွင်းနေကြဖို့အကြံပြုထားပါတယ်။တပတ်မှာဒုတိယပုံမူကြီးပါစကယ်တီဂရီဦးဆောင်တဲ့ပုံကန်သူတွေကတော့နိုင်ငံရဲ့မြောက်ပိုင်းမှာလုံခြုံရေးချင်းတွေဆိုးဝါးလာနေတာဟာဒါလုံးဦးဆောင်တဲ့ဆိုးရရဲ့ညံဖျင်းမှုတွေကြောင့်လို့စစောခဲ့ပြီးတော့အဲဒါကြောင့်ပဲအာနာသိမ့်ဖို့ဆုံးဖြတ်ခဲ့တာလို့အစောပိုင်းမှာကြေညာခဲ့ပါတယ်။ လက်ရှိဘေးနဲ့မြောက်ပိုင်းကနေစက်တီမှာအစွမ်းရောက်ဂျီဟဲဝါဒီလက်နက်ကင်တောင်းချမ်းသူတွေထားကြွနေပြီး IS Al Qaeda တို့နဲ့ဆက်စပ်တဲ့ cell တွေဟာတောင်ပိုင်းဒေသတွေထိဇုံမိုးနယ်မြေတွေချဲထွန်ဖို့ကြိုးစားနေပါတယ်။ဒါကြောင့်ဘေးနဲ့စက်တက်ဟာအဲ့ဒီစစ်တေးကြွအင်အားစုတွေနဲ့တိုက်ခိုက်ရမှာအေးမလားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ကြတဲ့တရင်ပိသက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြရင်ပြပါတင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။